ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလိုင်းကောင်းများစွာကို တင်ဆက်ပေးနေတဲ့ကျမတို့ရှိတ်လာမင်းအိမ်ရေကျူး channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတော့စာရေးသူဇေယနာရှာမညရှိတာတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်35ဖြစ်တဲ့အောင်မြတ်တာနဲ့နေသားပညာသည်ဆိုတဲ့ဇလန်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ စုကလေးရွာမှာကြိုဆိုပါသည်ဆိုတဲ့ဆိုင်းပုတ်ကရွာဝင်လမ်းဘေးတနေရာမှာလဲချလူဆဲဆဲဖြစ်နေခဲ့သလိုကြောက်သားတွေခင်းထားတဲ့လမ်းမကြီးတစ်လျှောက်မှာလည်းလူသွားလူလာမရှိသလောက်နဲ့ပနေခဲ့ပါရဲ့ရွာဆိုင်းပုတ်ရဲ့ဘေးမှာတော့နှစ်ချို့ကျုံးမင်တပင်ရှိနေပြီးအောက်ခြေမှာတော့ဆွေးမြေပျက်စီးနေပြီးဖြစ်တဲ့နှကွန်းလေးတစ်ခုရှိနေခဲ့ပါရဲ့အောင်မြတ်သားနှကွန်းရှိကိုရောက်တော့ခြေလမ်းတွေကိုရက်လိုက်ပြီးဖော်ဝါထထတက်နေတဲ့ ပန်းအိုးအကွဲလေးတစ်လုံးကိုကပ်ယူလိုက်တာကိုမြင်လိုက်ရတယ်။ဒါအောင်မြင်တဲ့မောင်ကောင်ကအောင်မြတ်သားအနားကိုကပ်လိုက်ပြီးတော့ဆရာဘာဖြစ်လို့လဲ။သင်္ခါရတရားကိုမြင်လို့ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကပန်းရီချံအမွေးနှံ့တာတွေနဲ့ကြိုင်လှိုင်နေတဲ့နှက်ကောင်ဟာအခုကြတော့လေပူစော်ပါတမ်းမဲ့သူမရှိချိန်သိမ့်မဲ့သူမရှိပဲဖြစ်နေခဲ့ပြီလေ။ဆရာကြီးကိုရောက်ဖူးလား။လူကတော့ခုမှရောက်ဖူးပြီမဲ့ စိတ်နဲ့ကတော့ရောက်ဖူးတာကြားခဲ့ပြီဆရာပြောတာနားမရှင်းလို့ဘလို့လို့စိတ်နဲ့ရောက်လာခဲ့ရလဲဆရာငါရဲ့အရှင်တပည့်တွေဖြစ်တဲ့တက်ခိုင်တဲ့တာဝါတို့ကငိုလက်ဤတောင်မှာအဋ္ဌထံဝင်ရင်းနဲ့ဒီရက်တွေတာကိုရောက်လာခဲ့ဘူးတယ်အဲ့ဒီအချိန်ငါကမဟာမြိုင်တော်ထဲမှာကျင့်စဉ်တစ်ခုကိုကျင့်ကြံနေတဲ့သူမို့လို့သူတို့နဲ့မပါလာခဲ့ဘူးဘေးကနေထိမ့်ပေးမဲ့သူမပါလာတော့နှစ်ယောက်သားစိတ်ထင်တာကိုရှောက်လို့ရာနေ ထိုင်ရုပ်ရပညာသည်တယောက်နဲ့အခြေချင်းဖြစ်ခဲ့ကြတယ်။ဟိုဘက်ကပုံကွာလဲ။သူ့ရဲ့ဒေတာမှာအလွန်အစွမ်းထက်တဲ့သူဖြစ်တာဟာတကြောင်။သူတို့ထိတ်တိုက်တွေးတဲ့နေရာထိုင်းနိုင်ငံပိုင်နယ်ထဲမှာဖြစ်တာဟာတကြောင်မို့လို့နှစ်ယောက်သားရှုံးနေရမယ့်အနေအထားဖြစ်လာတယ်။ဒီကိစ္စရရဲ့အဓိကတရားခံကတော့ဒီရွာမှာနေတဲ့စောတာလီဆိုတဲ့လူပဲ။ကျွန်တော်တို့လည်းတိုင်းတစ်ပါးပညာသည်တွေနဲ့ပညာချင်းပြိုင်နာမျိုးကိုတကားမှမကြုံဘူးတာမို့ ဆရာတက်ခိုင်နဲ့ဆရာတောက်ရတို့ဖြစ်ခဲ့တာတွေကိုဘ ਹੁ တ္တအနေနဲ့ပြောပြပေးပါလားဆရာဟုတ်တယ်ဆရာကျွန်တော်တို့လည်းဘ ਹੁ တ္တတိုးတာပေါ့အောင်မြတ်သားလည်းမောက်ကောင်းတဲ့ခေါလာတို့ရဲ့အစကားကြောင့်ခေါင်းတညင်ငိမ့်လှုပ်ပြီးဇလန်းဖြစ်စဉ်ကိုစတင်ပြောခဲ့ပါရီတက်ခိုင်နဲ့တောက်ရတို့မူလအီတောင်မှာအတိတ်ထံဝင်နေတဲ့အချိန်တောင်ပေါ်စည်ဒီပေါ်မှာရှိတဲ့တောက်ရီအိုရီကို နေ့စဉ်နေ့တိုင်းရေလာဖြစ်ပေးတဲ့စောတာလေးဆိုတဲ့သူနဲ့စတင်ဆုံတွေ့ခဲ့ကြတယ် အမြဲတမ်းကိုင်းရဝါနေပြီးတော့တွေ့တဲ့သူကိုအဆင်ပြေအောင်ပေါင်းတက်တတ်တဲ့သောတာလီကရန်အနေငယ်အတွင်းမှာတက်ခိုင်တဲ့တဝါရုံးနဲ့ရင်းနှီးသွားကြသလိုအတိတ်ထံပြီးချိန်တွေဆိုရင်လေ၃ရောက်သားစကားစမြည်ပြောလိုက်ရင်းနှီးချမ်းတောင်းလိုက်နဲ့အချိန်ဖြုံးလေးရှိကြတယ်တရကြတော့တက်ခိုင်တို့တဝါရုံးအနားကိုသောတာလီရောက်လာပြီးတော့လက်နှစ်ခမ်းရှိတဲ့နန္တာနေပရိနှကုံးကိုကမ်းပေးပြီးတော့ဆရာသမားတို့ပရိစိတ်နေရာမြင်တော့ က်ဆောင်ပေးဖို့အတွက်ငါကိုယ်တိုင်လှုပ်ထားတာလက်ရမကောင်းပေမဲ့စိတ်လို့တော့ရလောက်ပါတယ်နတ်တာနေနဲ့သိနေပါရောလားကျုပ်ဘဝမှာဒီလောက်မွေးကြိုင်တဲ့နတ်တန်ကြီးကိုမတွေ့ဘူးသေးဘူးမွေးရေဆိုတာမဲ့နတ်တာနေမှာမဟုတ်တာငါ့ကိုအိမ်မက်ပေးပြီးလာယူခိုင်းတဲ့နတ်ဖွဲ့နတ်တန်ကြီးပင်ကိုဗျဟုတ်လားဒါဆိုခမ ्या အတော်ကန်ကောင်းတဲ့သူပဲကို့တို့လည်းအတော်ထူးတယ်လို့ပြောရမယ်တက်ခါရဲ့စကားကြောင့်စောတာလီယာ ကွန်ကျိုးတွေတက်နေတဲ့သွားတွေပေါ်အောင်ရှိလိုက်ပြီးတော့ဆရာတော်ငါ့ကိုအထင်ကြီးနေပြန်ပြီတကယ်တော့ငါကဖះတရားသေးတာတစ်နှစ်လောက်ပဲရှိသေးတယ်ငါဘွားတစ်လျှောက်လုံးအမဲလိုက်လိုက်ငါဖမ်းလိုက်နေအချိန်ကုန်ခဲ့ရလीလွန်ခဲ့တဲ့တစ်နှစ်လောက်ကမှအဖိုးကြီးတောင်းနဲ့ส่งပြီးတော့ငါ့ကိုဒီကိုခေါ်လာခဲ့တာအဲ့ဒီအဖိုးကြီးကနင်တို့လိုပဲအများနဲ့ပရိစိတ်နေတတ်တယ်ဒါဆိုခမညာဒီမှာနေတာမဟုတ်ဘူးလားဘယ်ဟောက်ရမှာလဲ ငါဟိုဘက်ရွာမှာနေတာငါ့အိမ်မှာဆိုရင်ဖမ်းလို့ရတဲ့တားကောင်ဦးကျိုးတွေအများကြီးပဲဆရာတို့ပြန်ရင်ငါ့အိမ်ကိုအလဲခေါ်အောင်မယ်အလဲခေါ်တော့လေလိုက်ရတာပေါ့ဗျာကျောက်တော့ဒီဘက်ကိုမလျှောက်ဘူးတော့ဘဲမှမတော်တတ်ဘူးအတော်ပဲဟိဆရာသမားတို့ငါရွာလျှောက်ရင်ဒီထက်ပိုပြီးတော့စိတ်ဝင်စားကြအောင်ပါရွာမှာဘာရီစိတ်ဝင်စားစရာရှိနေရလဲအများကြီးပဲဗျို့ငါတို့ရွာရိုးတရားနေစက်မှာဆိုတော့လာကြည်လာကွယ်နေတွေဆိုရင် ခေါင်းတစ်လုံးပဲပါတယ်ကောင်းလေးပြန်လာလဲမြင်နေရတယ်။တခါတလေမိလုံးတွေလိုက်ပြန်နေရလဲမြင်ရတယ်။နောက်ပြီးတော့ရွာထိပ်ကကျုံးမင်မှာဆိုလဲရှာနေကောင်ရှိသေးတယ်။ဘာလဲပြရှာနေကောင်ဆိုတာ။ရွာလူတွေကတော့အဲ့လိုပဲခေါ်ကြတာပဲ။ကျုပ်ကတော့တခါမှမတွေ့ဘူး။ဖိုးကျော်အဲပြောတာကတော့ကွန်ဆာထားတယ်လို့ညီရဲနေတဲ့ရှာကိုတွဲလောင်းချပြီးတော့ကျုံးမင်ကွာကြမှာငုတ်တုတ်ထိုင်ကြီးတက်တယ်တဲ့။နောက်ပြီးတော့ မနက်ဝေလီဝေလင်းအချိန်သူ့အပင်အောက်ကဖြတ်တဲ့ဈေးတရီစီကနေအသားစင်ငါးစင်တွေလူစားတတယ်ဆိုပဲဟမ်နေမီးကကြမ်းလာကြည်လားကြကြမ်းဆိုဗမာရီရိုးတရားကိုစစ်တိုက်တဲ့အချိန်ငါတို့ရွာစစ်တလင်းဖြစ်ခဲ့တာလေအဲအခုပြောနေမှာတတိယတယ်ငါတို့ရွာရဲ့အရှိတ်ကွင်းပြင်မှာဆိုရင်ရက်ကြီးခါကြီးတွေကြိုင်းတစ်ဖက်နဲ့တစ်ဖက်အော်ဟစ်ကျိမောက်ပြီးစစ်တိုက်နေကြတာကိုမြင်တဲ့သူတွေကမြင်ကြတယ်ညတကောင်အချိန်လောက်ကနေ အာယုံမတိုက်ခင်အထိရိုးတရားလိုပြောတဲ့အတန်တွေမမလိုပြောတဲ့အတန်တွေအပြင်ဓာချင်းလှန်ချင်းထိုးခုတ်တဲ့အတန်တွေကြားရတယ်။စိတ်ဝင်စားစရာပဲပြောအတိတ်ထံထွက်ရင်ခမရတို့ရွာကိုတေချာပေါအလဲလိုက်မယ်။လိုက်ခဲ့ဝေဆရာတို့ရွာအပြုံမရီနဲ့ပေးစားပြစ်မယ်။စောတာလေးရဲ့တောက်ထိုးအိုးပေါက်စကားကြောင့်တက်ခိုင်တဲ့တာဝါတို့ညနာရီရဲခနေဖြစ်သွားပြီးတော့ရှက်ကိုရှက်ကန်ရှိလိုက်ကြတယ်။ဒီလိုနဲ့တက်ခိုင်တဲ့တာဝါတို့လည်း စောတာလေးကြည်ပြညာစုကလေးရွာစီကိုအလဲတစ်ခေါက်ရောက်လာခဲ့ပါတယ်။စုကလေးရွာမှာရှိတဲ့အိမ်တွေအနေနဲ့မိမိတို့ခြံထဲမှာရှိတဲ့ကျုံးပင်တွေကိုအပင်လိုက်ခုတ်လဲပြီးတော့အိမ်တိုင်းစိုက်ထူထားကြသလိုတချို့အိမ်တွေဆိုရင်လည်းအိမ်တိုင်းမှာအကိုင်းခတ်တွေပါရှိနေသေးတာကိုမြင်တွေ့ခဲ့ရတယ်။ရွာထဲမှာနေတဲ့သူတွေကတော့ကရင်လူမျိုးတွေဖြစ်ကြပြီးအတော်များများကတော့ဗမာစကားကိုလဲလဲဝဲဝဲမပြောတတ်တာကြောင့်မြို့ပေါ်မှာလေးတန်းအထိနေပူတဲ့စောတာလေးကရွာမှာဆိုရင်တော့ အတော်အတန်လူရှည်လည်တဲ့လူတရားဖြစ်ခဲ့ပါ रे စောတာလီရဲ့အိမ်မှာတော့အသက်80အရွယ်မိဘနှစ်ပါးရှိကြပြီးတော့အသက်80ကျော်တဲ့အထိကျမ်းမာတန်ဆွမ်းကြတာကိုသတိထားမိခဲ့ကြ रे စောတာလီကတော့အိမ်ရောက်တာနဲ့သူကိုယ်တိုင်ပြစ်ခတ်ဖမ်းဆီးထားတဲ့တောခေါင်တွေအကြောင်းကိုကြွားနေခဲ့ပါ रे တက်ခိုင်တဲ့တဝါရောကတော့စောတာလီရဲ့လေထဲမှာမျောနေခဲ့ရစောတာလီနင်တို့ရွာအိမ်တွေမှာတကားလည်းမရှိပါလားတကားဆိုတာ တခိုးရှိတဲ့နေရာတွေပဲတက်တာငါတို့ရွာမှာတခိုးမရှိဘူးလေဒါကြောင့်အပြင်သွားရင် ဟောရီဝလုံးကိုအပေါက်ထဲထည့်ထားလိုက်ရုံပဲစောတာလေးကကျမ်းပေါ်မှာချထားတဲ့ဝလုံးတစ်လုံးကိုခြေမနဲ့ဆွဲယူလိုက်ပြီးတော့တစ်ဖက်တစ်ချက်မှာရှိတဲ့အပေါက်ထဲကိုထိုးသွင်းပြီးအိမ်ပေါ်ကနေဆင်းလာခဲ့တယ်ဆရာသမားတို့အိမ်မှာလွတ်လွတ်လပ်လပ်နေကြနော်ငါနေလို့စားဖို့အတွက်ဟင်းစားတောက်ခူးလိုက်အောင်မယ်တကူတကာကြီးလှုပ်ဆရာမလို့ပါဘူးကျုပ်တို့ကဘာနဲ့ပဲဖြစ်ဖြစ်အဆင်ပြေပါတယ် နင်တို့ရောက်လာလို့ငါအထူးဟင်းချက်ကျွေးမယ်လိုက်ချင်လိုက်ခဲ့ကြစောတာလီဟာအိမ်အောက်မှာချိန်ထားတဲ့ပလိုင်းတလုံးကောက်လွယ်လိုက်ပြီးတော့အိမ်နောက်ဘက်ကိုထွက်သွားခဲ့တယ်တက်ခိုင်တဲ့တဝါတို့လည်းစောတာလီအနောက်ကနေလိုက်သွားကြရာအိမ်နောက်ဘေးချောင်းတစ်ဘေးအရောက်မှာတော့စောတာလီဟာကြီးကျင်တိုင်းကြီးနေကြတဲ့ပိန်းရွက်တွေကိုချိုးပြီးပလိုင်းထဲကိုကောက်ထည့်နေရကြစောတာလီငါတို့ပိန်းရွက်ဟင်းချက်ကျွေးမလို့လားကွ ဟုတ်တယ်လေပိန်းရွက်ထောင်လောက်ကျွေးမလို့ခူးနေတာ ဟမ်ဒီပရွက်ကိုစားရင်လက်ချောင်းတွေရားကုန်မှာပေါ့ဟာငါချက်ကျွေးတာကိုစားကြည့်ပါဦးနောက်နေ့ပရွက်ထောင်းမပိုင်ထမင်းမစားတတ်ဖြစ်နေလိမ့်မယ်သူ့ရဲ့သူ့ဆက်မှု မောက်ကောင်းတဲ့ခွန်လာတော့အချင်းချင်းကြည့်ပြီးတော့မျက်ခုံးတွန်းပြလိုက်ပါတယ်စောတာလေးကပရွက်တွေကိုတနေ့တပိုးခူးပြီးအပြန်လမ်းမှာပေါက်နေတဲ့ရှောက်ရွက်အမှုတွေကိုချိုးယူလာခဲ့လိုက်တယ်အရောက်တော့ပရွက်တွေကိုမိပြင်းပြင်းမှအစေးဖြစ်တဲ့အထိကြိုးပြီးတော့စားချုံမုတ်ခက်ခါ အစေးကြပြီးဆိုမှပပလှိထားတဲ့ရှောက်ရွက်တွေကိုထည့်မွေလိုက်ရရှောက်ရွက်နဲ့မွေပြန့်နေတဲ့ပိရွက်ထောင်ဟင်းတစ်ခွက်ရလာပါတယ်ဆရာသမားတို့ထည့်စားလေတသက်လို့ဆိုတော့ရှိတာလေးနဲ့အဆင်ပြေအောင်လုပ်ပေးထားတယ်ကောင်းကောင်းမကောင်းကောင်းကြိတ်မိပြီးတော့စားပြီးတော့ရပါတယ်ဗျာအခုလို့တကူတကလှုပ်ပေးတာကိုပဲကျေးဇူးတင်နေပါပြီတက်ခိုင်းတဲ့ခွန်လာတို့လည်းပိရွက်ထောင်နဲ့ထမင်းကိုနေဖက်စားလိုက်ရနှစ်ယောက်စလုံးအံ့ဩသွားခဲ့ကြတယ် ။ဘာကြောင့်လဲဆိုတော့စောသားလေးချက်ကျွေးတဲ့ပိန့်ရွက်ထောင်းကအလွန်ရတာရှိနေလို့ပဲ။နှစ်ယောက်သားပိန့်ရွက်ထောင်းနဲ့ထမင်းစားပြီးလို့အိမ်ရှိမှထမင်းလုံးစီနေတဲ့အချိန်အိမ်ရှိကနေကရင်လိုအော်ဟစ်ပြီးတော့ပြေးလွှားသွားကြတဲ့လူတချို့ကိုမြင်လိုက်ရတယ်။စောသားလေးကအိမ်ရှိကနေဖြတ်သွားတဲ့လူတွေကိုကရင်စကားနဲ့လှမ်းမိလိုက်ပြီးကမှတက်ခိုင်တဲ့တဝါရုဘက်ကိုလှည့်ပြီးတော့ရွာရှိဘက်မှာကလေးတယောက်ပျောက်နေလို့ဆိုပဲ။ကလေးကဘလို့ပျောက်သွားလဲ။ ါတော့မသိဘူးငါတို့လိုက်သွားကြရအောင်စောတာလေးရဲ့စကားကြောင့်တက်ခိုင်တဲ့တဝါတို့ရွာရှိဘက်ကိုထွက်လာခဲ့ရရွှွန်စေးတောက်ထားတဲ့ဇီးဒီနှစ်စုအရောက်မှာတော့ရွာသားတွေစုစုရှုံရှုံနဲ့တရားထုတ်ပေါက်ပြောနေတာမြန်လိုက်ရှာတယ်အဲ့ဒီအချိန်မှာတော့စောတာလေးကလူအုပ်ချားတဲ့ကိုဝင်သွားပြီးကရင်စကားနဲ့ဟုတ်ပြောတိပြောလုပ်ပြီးတက်ခိုင်တို့ဘက်ကိုပြန်လာပြီးတော့ကလေးကမနဲ့ခရံနွားចောင်းသွားတာအခုတည်းပြန်ရောက်မလာသေးဘူးတဲ့တိတ်တိတ်ဆဆရောရှာကြရလား တနေရာမှာမြအိပ်ပျော်နေရလားမသိဘူးမဟုတ်ဘူးဆရာသမားရာရီယာအိမ်ုံပြန်ရောက်ပြီခလေးပဲပြောက်နေတာမကြခင်နေလဲဝင်တော့မှဆိုတော့တော်ရဲမှာတခုခုဖြစ်နေဒုက္ခပါပဲစောသားလေးကနေဆက်မှာရှိတဲ့တောအုပ်ကိုမြှော်ငေးကပြောလိုက်တဲ့အချိန်ကရင်တင်နိုင်ကိုဝစ်ဆင်ထားပြီးတော့စေးတိုင်ခဲထားတဲ့အဖိုးကြီးတယောက်ကလွယ်ထဲပါလာတဲ့အထုပ်တစ်ထုပ်ကိုမြေကြီးပေါ်ချလိုက်ပြီးတော့အထက်ကနေစက်ရိုးတေးသေးလေးတွေကိုထုတ်ခါကြီးလိုက်ရှာနေတယ် ကရင်လိုအထိတ်တလန့်ပြောတာမြင်လိုက်ရတယ်။ဒုက္ခပါပဲ။ကလေးကတော်ထဲမှာဒုက္ခရောက်နေတယ်ပြောတယ်။တယောက်ယောက်ကကလေးကိုဖွက်ထားတယ်တဲ့။ဒါဆိုရင်အချိန်မနှောက်ခင်ရှားရမှာပေါ့။တော်ထဲသွားဖို့ဆိုရင်လိုအပ်တာသွားယူရအောင်မယ်။ခဏလေးစောင့်နေအောင်။စောသားလေးကအနီးနားမှာရှိတဲ့အိမ်ရနေမိတုပ်တချို့ကိုယူပြီးတော့လမ်းကျွမ်းနဲ့ရွာသားတော်ရောက်ကိုခေါ်ကနေဆက်တော်ရဲကိုဝင်လာခဲ့လိုက်တယ်။ညတာရှိတဲ့ကာလဖြစ်တာမဟုတ် အလင်းရောင်ကချက်ချင်းမှိန်ကျသွားပြီးအမောင်တို့ကကြီးစိုးလာခဲ့ပါတယ်။ဇောတာလေးတို့လည်းပါဇက်ကနေတဟိဟိနဲ့អော်ပြီးတော့တော်ရဲကိုဝင်လာခဲ့ရာတဖြည်းဖြည်းနဲ့အတွင်းဘက်ကိုရောက်မှမသိရောက်လာခဲ့ကြတယ်။အဲဒီအချိန်ရှေးကနေတွားနေတဲ့တက်ခံရမလမကန်သစ်ပြောင်းမှဖျောင်းနိုင်မျိုးကင်ပြီးရက်နေတဲ့မိမတယောက်ရဲ့ပုံရိပ်ကိုဖျက်ခနဲ့မြင်လိုက်ရတာကြောင့်ပြန်လှည့်ကြည့်လိုက်ရာဘယ်သူမှမရှိနေတာကိုလည်းတွေ့လိုက်ရတယ်။ဆရာဘာဖြစ်တာလဲ ခုနကဟိုပင်အောင်မှာမိမိုက်တယောက်ရှက်နေတာမြင်လိုက်ရတယ်။အခုပြောင်းကြည့်တော့ဘာမှမရှိဘူး။ဒီတော်ရင်မှာမကောင်းတဲ့ရှားတွေအများကြီးပဲရှိတယ်။ရိုးရရားပညာတဲ့တွေကသူတို့မွေးထားတဲ့တရေတွေကိုနှစ်ချို့ပင်မှာလာပြီးတော့ဆုံးဖြတ်တတ်ကြရဲ့လေ။ဒါဆိုရင်တော့ညနဲ့လာလေးလေးခလေးအတွက်ပိုစိတ်ပူရလေးလေးပဲ။အချိန်ရအောင်ရှေ့ကိုရှားတလို့တွားကြည့်ရအောင်။တက်ခါရမိထုပ်ကိုအပေါ်မြောက်ပြီးတော့ရှေ့ကိုတွားဖို့အတွက်ခြေလမ်းပြင်လိုက်တဲ့အချိန် ဖျောင်းနိုင်ကင်ထားတဲ့မိမကြီးရဲ့ပုံရိပ်ကသူ့အရှိယအစ်ပင်ပေါ်မှာဘွားကနေပေါ်လာပြီးတော့မျက်စိတမိအတွင်းမှာပင်ပြန်ပြောက်သွားခဲ့တယ်။မဟုတ်သေးပါဘူး။ဒီမိမကငါတို့တခုခုပြောချင်နေရလားမသိဘူး။တက်ခါရစိတ်ထဲကနေရေရွှဲလိုက်ပြီးတော့မိတုပ်ကိုမြေကြီးပေါ်ချကစောတာလေးကြုတ်ပြောတာကိုကရင်လိုပြောပြစမ်းပါဗျာ။ပြောလေစရာဘာပြောပြရမလဲ။ဒီနေ့တဝိုက်မှာကြုတ်တို့ရောက်နေတာကိုမကျေနပ်လို့ပဲဖြစ်ဖြစ် တခုခုပြောချင်လို့အရဲ့ရောင်ပြတာပဲဖြစ်ဖြစ်ရှေ့ကိုထွက်လာပြီးတော့ပြောပါပုံကွယ်ပြီးအရောင်ပြတာတွေမလောက်ပါနဲ့လို့ပြောပေးစမ်းပါတခါရဲ့စကားကြောင့်စောတာလီကကရင်စကားနဲ့အော်ပြောလိုက်တဲ့အချိန်ပြဖျောင်းနိုင်ကိုလက်နှစ်ဖက်နဲ့ကင်ထားတဲ့မိမကြီးတယောက်မျက်ကွယ်ကွေးကနေထွက်လာပြီးတော့တင်းင်းပင်ဘက်ကိုလက်ညှိုးထိုးကနားမလဲတဲ့ဘာသာစကားနဲ့ပြောနေခဲ့ပါလေပြီးတာနဲ့မျက်ကွယ်ကွေးတဲကိုပြန်လည်ဝင်ရောက်ပြက်ကွယ်သွားခဲ့တယ်စောတာလီ ူစကားကရင်စကားနဲ့လည်းမတူပါလားဟုတ်တယ်ဆရာသူကယူရီးယားလို့ပြောနေတာနင်တို့ရှာတဲ့ကလေးကဒီလမ်းထဲမှာရှိတယ်တာဖြင့်သွားရှာကြတာပေါ့တောက်ရမင်းကားနောက်ကနေပဲလိုက်ခဲ့တိုက်ခိုင်ရတောက်ဟာကိုအနောက်မှာထားပြီးတော့ကျင်းမြောင်လှတဲ့တောလန်အတိုင်းဝင်သွားခဲ့ရသေးရချောက်တွေအပေါ်မှာခွေခွေလေးအိတ်နေတဲ့စေကျော်တဲ့အရွယ်ကလေးတယောက်ကိုမြင်လိုက်ရှာတယ်စောတာလီလည်းကလေးကိုမြင်တော့ပုံနှိုးလိုက်ရာ ဘာစကားတမ်းမှမထွက်လာပဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးရေခဲတုံးလိုအေးဆက်နေတာကိုသတိထားမိခဲ့တယ်။ဆရာကလေးကကြောက်ဆက်ရေလိုအေးနေပါလား။ဟမ်တခိုင်တို့လည်းကလေးရဲ့ကိုစမ်းလိုက်ရအဟုတ်ကိုအေးဆက်နေပြီးတော့နှလုံးခုန်တဲ့ကိုနားထောင်ကြည့်ရခံမြင်မြင်လေးသာခုန်နေတာကိုသိလိုက်ရပါတယ်။ကလေးကိုလက်ပြနှုတ်ပြီးတော့ခေါ်သွားတဲ့ပုံပဲ။ဒါပေမဲ့ကိုယ့်ရင်တော့အချိန်မီသေးတယ်။တောက်ရလက်ပြချုပ်အင်းကို ကလေးကောင်းပေါ်မှာတင်ထားပေးတောက်ရလဲလွယ်ထဲအသင်ပါလာတဲ့လက်ပြချောက်အင်းုံကောင်းပေါ်တင်လိုက်ရကလေးရဲ့ခန္ဓာကိုယ်ရဲ့သွေးကြောတွေရဲကနေဖြစ်လာပြီးတော့မျက်တောင်တချို့ဖြတ်ခနဲလှောက်ခတ်သွားတာကိုသတိထားမိလိုက်ကြတယ်အသိရှိသေးတယ်ငါလက်ပြပြန်ခေါ်တဲ့အချိန်စီဝိုင်းတဲ့ကနေဘသူမှမထွက်ကြနဲ့တက္ခရာကာထာတစ်ခုကိုရွှေနေရှင်နဲ့လက်ညှိုးနဲ့မြေကြီးကိုဝိုင်းကပါလာတဲ့သူတွေကိုအထက်ကိုဝန်းခိုင်းလိုက်တယ်ပြီးတာနဲ့ကလေးရဲ့နှစ်ဖူးကိုလက်ညှိုးနဲ့ထိပ်ပြီး လက်ပြခေါ်ကားထားကိုနှက်ခမ်းလှုံယုံရွှတ်လိုက်ရာအရလေးညက်နာကနေတတိလေးနေတဲ့ကလေးနဲ့ရွှဲတူရုပ်တွင်တွေလက်ခနဲ့လက်ခနဲ့ပြေးဝင်လာတာမြင်လိုက်ရတယ်။ဒါပေမဲ့ပြေးဝင်လာသူတွေကတက်ခိုင်ခေါ်နေတဲ့ကလေးမဟုတ်တာကြောင့်စီးနဲ့ထိလိုက်တာနဲ့အငွေ့ပြန်ကပြောက်ွယ်သွားခဲ့ရ။နောက်ဆုံးမှတော့ရှင်ဘက်ကိုလမ်းနေဖြစ်ပြီးမနိုင်တနိုင်လမ်းလျှောက်လာတဲ့ကလေးရဲ့ဝိညာဉ်ကပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးရဲ့အနောက်ကနေ ထမင်းရင်ရှားဝက်ထားတဲ့မိမတယောက်ပေါ်လာပြီးတော့ဟဲ့ဖူရှိုင်ကလမတ်ဟာရှိုင်အဲ့လိုအော်ပြောတာကိုကြားလိုက်ရတယ်စောတာလေး तू ဘာပြောရလဲဆရာအဲ့ဒီမိမကဟဲ့ကောင်လေးငါ့စီပြန်လာစမ်းလို့ပြောနေရစောတာလေးစကားကြောင့်တက်ခိုင်လဲသူစီလာနေတဲ့ကလေးကိုစိုက်ကြည့်ပြီးတော့ဟုတ်ပြီအထက်ကိုမြ мян ဝင်လာခဲ့တော့အဲ့လိုစိတ်ထဲကနေပြောနေခဲ့မိပါတယ်နောက်ဆုံးမှာတော့ကလေးရဲ့ဝိညာဉ်က ။တက်ခိုင်တားထားတဲ့စီးတဲ့ကိုခြေချမိချိန်မှာတော့သပင်ဖားလျားချပြီးထမိန်ရင်ရှားထားတဲ့မိမခြေထောက်ကိုဆောင်ပြီးဟုံမတိုင်းချိုင်းနာဟုံချိုင်းဖော်တီနူတူပေါင်ဆိုင်ဟဲ့နူဆက်ရော်ကတ်ဆိုင်အဲ့လိုဒေါသတကြီးအော်ပြောနေတာကြားလိုက်ရတယ်။ဆရာဟိုယိုတရားမှဆရာတို့ငါနယ်ကိုလာပြီးတော့ငါ့ကိုစော်ကားတဲ့ကောင်တွေသူ့အကြောင်းသိရမယ်လို့ပြောနေတယ်။လောလောဆယ်ကလေးကိုကဲပွားရေးကြည့်တယ် စောတာလေးကလေးကိုကြောက်ပို့ပြီးတော့လာရလန်းအတိုင်းပြန်တော့ကျုပ်တို့နောက်ကနေလိုက်လာခဲ့မယ်။ဟုတ်ကဲ့ဆရာ။စောတာလေးကကလေးကိုကြောက်ပို့ပြီးတော့ထွက်သွားတဲ့အချိန်ထမင်းရင်ရှားထားတဲ့မိမကရိုးရာစကားနဲ့အော်ဟစ်ရင်းနဲ့တခိုင်တို့ကိုစိုက်ကြည့်ကတော်ရဲကိုပြန်ဝင်သွားခဲ့တယ်။သူပြောတာလဲကိုနားမလဲ။ကိုပြောတာကိုလဲသူနားမလဲဖြစ်နေပြီဆရာကြီး။ထားလိုက်တော့ရရဲ့။ကလေးအန်တယ်ကင်းတာပဲဈေးစုတရားမယ်။လာကွာပြန်ကြရအောင်။ တက်ခိုင်ကစကားနဲ့ရန်စဲသဘောနဲ့ပြောပြီးတော့စောသားလေးတို့နောက်ကိုပြန်လိုက်လာခဲ့ကြတယ်။ရွာကိုပြန်ရောက်တော့ကလေးကကောင်းစွာသတိရနေပြီးစောသားလေးကဘာတွေဖြစ်ခဲ့တာလဲလို့မေးတော့နွားเจ้าနေတဲ့အချိန်ထမရင်ရှားထားတဲ့ရိုးရောင်ဖွားကြီးပေါ်လာပြီးတော့ကျွန်တော်ကိုဆန်းနဲ့လှုပ်ထားတဲ့မဟုတ်လာကြွေးတယ်။ကျွန်တော်လည်းမုန်းကိုစားပြီးတော့ဘာမှမသိတော့ပဲခေါ်တဲ့အနောက်ကိုလိုက်သွားမိခဲ့တယ်။အဲဒီလိုပြန်ဖြေခဲ့တယ်။တော်သေးတာပေါ့။ကျုပ်တို့သားရောက်မမြင်ရင် လေးကတော့ဒုက္ခရောက်ပြီဆရာအဲ့ဒီမိမကကလေးကိုဘာလုပ်ဖို့အတွက်အခုလိုလှုပ်ရတာလဲအတိအကျတော့ပြောလို့မရဘူးကျုပ်ထင်တော့လက်ပြနှုတ်ပြီးတနည်းရာမှာခိုင်းစားမယ်လို့ထင်တယ်နောက်ဆိုရင်ကလေးတွေကိုအဲ့ဒီဘက်မှာနှွားချောင်းဖို့အတွက်မလွတ်ဆန်းပါနဲ့ဗျာတက်ခိုင်စကားကိုစောတာလီကဘာသာပြန်ပြီးတော့ပြောလိုက်ရကလေးမိဘတွေကမျက်ရည်ဆန်းဆန်းနဲ့ကျေးဇူးတင်ကြောင်းပြောပြီးနောက်နောက်မခိုင်းတော့ပါဘူးဆိုတဲ့အကြောင်းကိုလာပြောခဲ့ကြတယ် ။တက်ခိုင်တို့လည်းဒီကိစ္စဒီလောက်နဲ့ပဲပြီးသွားမယ်လို့ထင်ပြီးတော့ရွာထဲမှာအေးအေးလူလူနေနေတဲ့အချိန်မှာပဲမမျောလင့်ထားတဲ့ဖြစ်ရပ်တစ်ခုဟာထပ်မံပြီးတော့ပေါ်ပေါက်လာခဲ့ပါတယ်။လာကွယ်နေမှုတရွာလုံးမှောင်မိုက်နေတဲ့ညအချိန်မှာတော့ရိုးရရမြမနေဆက်စည်းရုပ်ပေါ်ကနေသကောဝိုင်းလောက်ရှိတဲ့မီလုံတစ်လုံးနှိမ့်ချီမြင့်ချီနဲ့ပြန်တန်းနေခဲ့ပါတယ်။တက်ခိုင်တဲ့တဝါရောကတော့စောတာလေးချက်ကျွေးရဲ့မပြောဘူးဟင်းနဲ့ထမင်းစားပြီးစောစောစီစီအိပ်ပျော်နေခဲ့သလို့ ။တရွာလုံးကလည်းအိမ်မောက်ချနေခဲ့ပါရဲ့။အဲ့ဒီအချိန်မီလုံးကနေဆက်စီကနေကြောလွန်လာပြီးတော့စုကလေးရွာရဲ့အပေါ်မှာခက်တီတီနဲ့စုံတောက်စားနေခဲ့ပါရဲ့။အမှန်တကယ်တော့သူကရွာမှာရှိတဲ့ပညာသည်တွေကိုပေါ်တင်စိတ်ခေါ်လိုက်ချင်မှာ။အဲ့ဒီအချိန်မှာပဲရွာနောက်ဖက်အချမ်းကနေအုံရှိသေးတသားရှိတဲ့မီလုံးတစ်ခုဟာပြန်တက်လာခဲ့သလိုတခြားသောအရက်ကနေလည်းမီလုံးတွေကသူ့လိုကိုယ်လိုပြန်တက်လာခဲ့ကြတယ်။တကောင်ရလာမညဖြစ်နေကစား ။စုကလေးရွာရဲ့ကောင်းကင်ရံမှာတော့မီးလုံးတွေကတရင်ကြုံမီးပုံးလှတ်ထားသလိုအယောင်ဝါတွေတောက်ပနေခဲ့ပါရဲ့။မီးလုံးကြီးတွေကသူ့ထက်ကအပြိုင်ဆိုင်တက်လိုက်နှိမ့်လိုက်နဲ့လှုပ်ပြီးတော့နေကြော်လာတဲ့ဆုံးမီးကိုတိုက်ခိုက်ကြပြီမဲ့ဘယ်သူမှမရှင်နိုင်မဲ့တဖြုံဖြုံနဲ့အောက်ကိုပြုတ်ကြကုန်တယ်။အဲ့ဒီအချိန်မှာတော့အိပ်ပျော် နေတဲ့တက်ခိုင်တဲ့တော်ဝါရရဲ့ခြေထောက်ကိုတယောက်ယောက်ကကင်လှုပ်ပြီးတော့နှိုးနေရကြထားကြည့်လိုက်ရမှာတော့ကရင်တင်တိုင်းဝတ်ဆောင်ဝတ်ထားတဲ့အဖိုးကြီးတရားအပြင်ကိုလက်ညှိုးထိုးလိုက် ကရင်လိုပြောလိုက်နဲ့လုံနေရကြပရင်မောက်ပြင်ဘက်ကိုလှမ်းကြည့်လိုက်ရှာစုံပြီးတောက်တွေပညာပြိုင်နေတာကိုမြင်လိုက်ရှာတယ်ပညာဆက်တွေသူထက်ငါအပြိုင်ထုံးလင်းနေရကြပဝင်းချင်းတစ်ခုလုံးကတစ်ပင်တစ်ရွက်တွေတစ်ဖြက်ဖြက်လှုပ်ခါနေခဲ့ပါတယ်ဒီတော့မှစောတာလေးကိုနှိုးပြီးချမ်းအပြင်ကိုထွက်ကြည့်လိုက်ရမိတောက်တွေထဲမှာကရင်ဝတ်စုံဝတ်ထားတဲ့မိမယောက်ျားပညာသည်တွေရုပ်တွေနဲ့ထမိန်ရှင်ရှားထားတဲ့ရိုးတရမိမတယောက်တို့ရဲ့ရုပ်တွေပေါ်လာပြီးတော့ နှစ်ဖက်ပညာပြိုင်နေမှာသဘောပေါက်သွားခဲ့ပါတယ်။ကရင်ဘက်ကပညာသည်တွေအနေနဲ့ရိုးရားပညာသည်တွေရဲ့ဆက်တွေကိုမခံနိုင်ပဲတယောက်ပြီးတယောက်ပြုတ်ကျကုန်တာမြင်တော့တက်ခိုင်တဲ့တောင်းဝါတို့လည်းမနေနိုင်တော့ပဲ။ကောင်းကင်ရံမှာဆင်ထားတဲ့ဆက်ကျိုးတွေကိုဖျက်ချဖို့အတွက်လက်ညှိုးကိုထောင်လိုက်တဲ့အချိန်စကောတစ်ချက်စာလောက်ကြီးမားတဲ့မီးဆောင်ကသူ့နယ်ဘက်ကိုတချိန်ထိုးပြေးသွားပါလေရော။ဒါအောင်မြင်တဲ့တောင်းဝါစိတ်ထက်သူပြပြထွက်ပြေးသွားတဲ့အနောက်ကိုအမိလိုက်သွားတာကြောင့်တက်ခိုင်ရပါမနေတာတော့ပဲ။ ောက်ကနေပြေးလိုက်သွားခဲ့ရတယ်။မိဆောင်ကတက်ခိုင်တဲ့တောက်ဝါတို့မြင်သာလက်ခနဲပေါ်လိုက်လက်ခနဲပြောက်လိုက်နဲ့ခေါ်လာခဲ့ရ။နှစ်ယောက်သားယူရီးယားပိုင်နယ်ထဲကိုရောက်မှမသိရောက်လာခဲ့ကြတယ်။ဒီခါမှာတော့မိဆောင်ကသူတို့ရဲ့ရှေ့တက်တက်မှာပဲပေါ်လာပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့ရ။မြေကြီးပေါ်ကိုရောက်တာနဲ့စပင်ဖားလျားချပြီးအနက်ရောင်ထမင်းကိုရင်ရှားထားတဲ့မိမတယောက်အသွင်ဖြစ်ပြောင်းသွားခဲ့ပါရဲ့။မိမကြီးဟာတက်ခိုင်တဲ့တောက်ဝါတို့ကိုကြည့်ပြီး မဲနဲ့နေတဲ့သွားရီပေါ်အောင်ရှီလိုက်တယ်ဆိုရင်ပဲသူ့နောက်ဖက်မှောင်တုတွေကနေယောက်ျားကြီးတချို့တောင်ဝဲကိုစီနဲ့ထွက်လာခဲ့ကရိုတရားလိုအော်ဟစ်လိုက် လောင်တလို့ပြန်တလို့ရှီမောလိုက်နဲ့လောက်နေခဲ့ကြတယ်ဆရာကြီးဒီတကားတော့ဒုက္ခရောက်ပြီကျွန်တော်တို့ပြောတာသူတို့နားလည်မှလည်းမဟုတ်တလို့သူတို့ပြောတာလည်းကျွန်တော်တို့နားမလည်လာဘူးထင်တယ်ဒါအများဘာခက်လို့လဲတောက်ရရဲ့သူတို့ဘက်ကဘာမှမလုပ်ခင်ကိုယ့်ဘက်ကဥအောင်စောရတော့မှာပေါ့ တက်ခါရစကားဆုံးမှာပဲဘယ်ချိန်နဲ့ကကင်ထားမှမသိတဲ့စုံဖန်းအင်းကိုပြစ်လွတ်လိုက်ရှာယူရီးယားပညာသည်ရလက်သေးကင်ထားတဲ့အယိုးကောင်းတာဝန်နဲ့ရိုက်ပြီးတော့ဖဲထုတ်ပြစ်လိုက်တယ်ဟမ်စုံဖန်းအင်းကဘာလို့အသက်မဝင်တာလဲတက်ခါရအထိတ်တလန့်နဲ့ပြောပြီးတော့နောက်ထပ်အင်းတစ်ချက်ကိုထုတ်ကြည့်လိုက်ရှာပါမန်ရှိရမယ့်အစွမ်းထက်နဲပါနေတာကိုတတိထားမိသွားတယ်ဆရာအင်းတွေကနှိုးမရတော့ဘူးတာဝရကအင်းတို့ကထားကိုအဆက်မပြတ်ရှုပ်ပေမဲ့ လက်ထဲကင်ထားတဲ့အင်းကထိပ်ဖျားလေးတွေလှုပ်ရှုံသွားလှုပ်ပြီးတော့ပြန်လည်ငြိမ်သက်သွားခဲ့တယ်။အဲ့ဒီအချိန်အစိမ့်ဖက်ရောင်ဆက်တစ်ခုကတက်ခိုင်တဲ့တဝါတို့ရှိရာကိုတိုးဝင်လာခဲ့ရာခန္ဓာကိုယ်မှာရှိနေတဲ့ကိုလုံးအင်းနဲ့ထိပ်ပြီးတော့နှစ်ယောက်သားအနောက်ကိုပြစ်လဲကျသွားခဲ့တယ်။အာအတော်အားကောင်းနေဆက်ပါလား။တောက်ရမင်းဘာဖြစ်သွားသေးလဲ။ဘာဘာမှမဖြစ်ဘူးဆရာ။ကိုလုံးအင်းခံထားရအောင်မှထိတယ်ဆိုတော့ဒီကောင်တွေပညာက ပေါ်သေးသေးတော့မဟုတ်ဘူးဆရာယူရီးယားပညာသည်တွေကသူတို့ရဲ့ပညာဆက်ထိမှန်တာတော့မှကုံယုံပြီးထလာတဲ့တက်ခိုင်တဲ့တဝါတို့အန်အော်တဲ့မျက်နာနဲ့ချိန်ပြီးတော့စိတ်မုံတချို့မြေကြီးပေါ်ပြစ်ချလိုက်တယ်ဆိုရင်ပဲတက်ခိုင်တဲ့တဝါတို့ရှက်နေတဲ့မြေကြီးအောက်ကနေပုတ်တူးဆွေးမြင့်နေတဲ့လူသေးကောင်လက်တွေထွက်လာပြီးတော့ခြေောက်ကိုလှုံ့မရအောင်ချုပ်ထားခဲ့ကြတယ်အဲ့ဒီအချိန်ထမင်းရင်ရှားနဲ့မိမကြီးကတောင်ဝေးထိပ်မှာတက်ထားတဲ့မျက်လုံးပြပြ အဆွဲဖွဲ့ဖွဲ့အယောက်တယောက်ကိုဖျောက်ယူပြီးတော့မန်းမှောက်လိုက်တယ်ဆိုရင်ပဲဦးကောင်းထိတ်မှစပင်းအနှဲငယ်ပဲပါတဲ့မကောင်းစိုးဝါးတကောင်ခုံထွက်လာပြီးတော့တက်ခိုင်တဲ့တဝါတို့ရံပြူဖို့အတွက်ပြေးတက်လာခဲ့တယ်။အဲ့ဒီအချိန်နေသားမြေသားကိုဝင်တော့မယ်ဆိုရင်သူတို့အတိုင်းပြည်ရဲ့ဆိုင်းရပုံကိုယ်တွေကိုခွင့်တောင်းပါတယ်။ဒါအောင်မင်းတို့ကခွင့်မတောင်းတော့အကုန်တလွဲတွေဖြစ်ကုန်တာလေ။အဲ့ဒီတန်ကိုကြားလိုက်ရှာတယ်။ဆရာဆရာတန်ပါလား။ကျွန်တော်လည်းကြားတယ်။ ဆရာကျွန်တော်တို့အဖြစ်ကိုသိနေလို့မနှောအနေတမ်းပြောနေရတင်နေမင်းတို့နှစ်ယောက်အတွက်ဒါကသင်ကန်းစာပဲနောက်ထပ်မဖြစ်စေနဲ့အောင်မြတ်သားအတန်ပျောက်သွားတော့သူတို့ရှေ့ကနေတင်ချင်းတုပ်ကိုအဖျားချုံထားတဲ့အသားညူညူကိုလုံးကိုထဲတောင်းတောက်လူနှစ်ယောက်ကရုတ်တရက်ပေါ်လာပြီးပြေးဝင်လာတဲ့ကောင်ရဲ့ညိုတကြီးကိုဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်တယ်လို့စရောက်တွေကိုချုပ်ထားတဲ့ပွာရောင်ရောင်လက်တွေကိုလည်းရိုက်ထုတ်ပြီးတော့ဖယ်ရှားပေးခဲ့တယ်ဆရာဒီပုပ်ကိုရီက ဆရာစစ်ခေါ်ထားလားငါမဟုတ်ဘူးတောက်ရရေဆရာအကူကြီးလမ်းတောင်းထားတာဖြစ်မယ်တက်ခိုင်စကားအဆုံးပါပဲတင်ချင်းတောက်ခိုင်ထားတဲ့လူနှစ်ယောက်ကဒုတ်ကိုဆက်ချလို့လှည့်ပြီးတော့ရှေ့ရနေကထားပေးခဲ့ကြတယ်ပညာတယ်တွေကလည်းအယောင်သွေးစုံလေးနဲ့ဆက်တွေကိုထုတ်လုပ်ပြီးတော့တိုက်ခိုက်ကြပြီမယ်ရှေ့မှာကထားတဲ့သူနှစ်ယောက်ရဲ့ဒုတ်ဆက်ချာမှုချက်ကိုမကြော်လွန်နိုင်ပဲဖြစ်နေခဲ့ကြတယ်ဒီတော့မှတက်ခိုင်တို့လည်းရိုးရရားတွေပိုင်နေမြည်တွေကနေ မြမပိုင်းတဲ့ထဲကိုပြန်ဆုတ်လာရ။နေဆက်စီးကိုလည်းကြော်လာရော။လွယ်ရဲထဲပါလာတဲ့အင်းတွေဟာဖြက်ခနဲလက်ခနဲဖြစ်ခါအုံကြွလာခဲ့ပါရဲ့။အဲ့ဒီအချိန်မှာပင်တင်ကျင်းထုတ်ကင်ထားတဲ့လူနှစ်ယောက်ပြက်ကွယ်သွားခဲ့သလိုရိုးရရပညာတဲ့တွေလည်းနေဆက်စီးကိုမကြော်ရဲတော့ဘဲနဲ့အရှုံရှုံပြက်ကွယ်သွားခဲ့ကြရဲ့။ဆရာအဲ့ဒီတင်ကျင်းထုတ်ကင်ထားတဲ့သူတွေကရိုးရရနေမြေတွေကပုံကိုယ်တွေလား။ဟုတ်တယ်မောင်ကောင်။သူတို့ကဥအောင်ဆရာနန်းနန်းမှာစောင့်ချက်နေတဲ့သူတွေလေ။ တော်သေးတာပေါ့နောက်ရောအဲ့ဒီရိုးရရားပညာသေးတွေထပ်ပြီးတော့လာကြသေးလားတက်ခိုင်တဲ့တာဝါတို့ပြန်လာတဲ့အချိန်တော့မရောက်လာကြတော့ဘူးပြောတယ်ဒါပေမဲ့နောက်ပိုင်းဖြစ်တဲ့ကိစ္စတွေကိုစောတာလေးပဲပို့ပြီးတော့သိလိုက်မယ်အဲ့ဒီလူကြီးကအခုထိရှိနေသေးရလားဆရာရှိတာပေါ့အခုလောက်ဆိုရင်သူကရွာမှာဆရာကြီးတဆူဖြစ်နေလောက်ပြီဘာဖြစ်လို့လဲဆရာတက်ခိုင်တဲ့တာဝါတို့မပြန်ခင်သူ့ကိုဂိုင်းပညာတွေသင်ပေးခဲ့တယ်လေ သူ့လက်ထက်မှာလဲဂိုင်းသားအစ်တွေတိုးလာတယ်လို့လဲကြားတယ်။ဒါဆိုရင်စောသားလေးဆိုရဲလူကြီးကကျွန်တော်တို့နဲ့အတူတူပဲပေါ့။ဒါပေါ့မောင်ကောင်ကစကားတပြောပြောနဲ့ရှောက်လာတာ။သူ့အိမ်ရှေ့တောင်ရှောက်လာပြီ။အောင်မြတ်သားကခြေတန်းရှိအိမ်တလုံးရှိမှရက်ပြီးတော့ကြည်လိုက်ရ။အိမ်အောက်ကကုတ်ပြစ်မှာထိုင်ပြီးတော့ကွန်တမြုံမြုပ်ဝါနေတဲ့အသက်80အရွယ်ကရင်အဖိုးစီတယောက်ကိုမြင်တွေ့လိုက်ပါတယ်။အောင်မြတ်သားအနေနဲ့စောသားလေးစီဘာကြောင့်ပြန်လာတာလဲဆိုတာကိုတော့ အောင်မြတ်တာနဲ့ဖာထိစောတာလေးဆိုတဲ့ဇာတ်လမ်းလေးမှာပရိသတ်ကြီးကစောင့်မျှော်နားဆင်ပြီးပါအောင်နော်ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညရှိသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်၃၅ဖြစ်တဲ့အောင်မြတ်တာနဲ့နေသားပညာသည်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ချက်တင်ပါလေတခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းကောင်းလေးတွေကို တင်ဆက်ပေးဦးမှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ အသေးအစ်တွေတနင်္လာသိရှိစေဖို့အတွက်ဘေနာကလူတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်